တကဘာလုံးကိုအင်အားသင်းစေခဲ့ပြီးလူဦးရေ23သန်းကျော်သာရှိတဲ့ဘူကီနာပါဆိုဆိုတဲ့အာဖရိကနိုင်ငံကြီးလေးကိုတကဘာလုံးကအာယုံဆိုင်လာအောင်ဖန်ဆားနိုင်ခဲ့တဲ့ကမ္ဘာအသက်အငယ်ဆုံးသမရအကြောင်းကိုကျွန်တော်ပြောပြမယ်ဆိုရင်မိတ်ဆွေတို့ယုံနိုင်ပါမလားကက်ပတန်အီဘရာဟင်ထရာအိုရေဆိုတဲ့နာမည်ဟာအရှင်တို့အတွင်းမှာပဲကမ္ဘာနိုင်ငံတွေကြားကမ္ဘာထိပ်တန်းခေါင်းဆောင်တွေကြားနာမည်ကြီးလာခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့အီဘရာဟင်ထရာအိုရေဟာဘူကီနာဖာဆိုနိုင်ငံရဲ့အာနာပါဝါကို အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ပဲရယူနိုင်ခဲ့ပြီးတော့မှသမထဖြစ်လာခဲ့တော့ပါပဲ2020ခုနှစ်အော်တိုဘာလ21ရက်နေ့မှာအာနာသိမ်းယူခဲ့ပြီးနောက်ထရာအိုရီဟာအသက်34နှစ်ပဲရှိပါသေးတယ်ဒီလိုအသက်အရွယ်လောက်နဲ့နိုင်ငံတကာနိုင်ငံရဲ့ခေါင်းဆောင်တူနိုင်ငံတကာနိုင်ငံရဲ့သမထဖြစ်လာတာမျိုးဟာကမ္ဘာမှာရှားတောင်းရှားခဲ့အဖြစ်အပျက်မျိုးဖြစ်ပါတယ်ထရာအိုရီဟာဘိုကီနာဖာဆိုနိုင်ငံရဲ့ပြဿနာတွေကိုဖြေရှင်းနိုင်ဖို့အတွက် အာနာသိမ်းယူခဲ့ပြီးတော့ယာယီသမထရာထူးကိုရယူနိုင်ခဲ့ရုံသာမကပဲ ဘိုကီနာဖာဆိုစစ်တပ်ရဲ့စစ်ဦးစီးချုပ်နေရာကိုပါဆုတ်ကိုင်နိုင်ခဲ့တာဖြစ်ပါတယ်စစ်တပ်တက်တက်ကြောထောက်နောက်ခင်ရှိထားတဲ့သူ့အဖို့တော့အသက်ငယ်ပေမဲ့လည်းအခုချိန်မှာလုံတိုင်းဖြစ်နေတဲ့သဘောပါတကဘာလုံးကလည်းဘိုကီနာဖာဆိုဟာထရာအိုရေးလက်ထက်မှာဘာရီဆက်ဖြစ်တာမလဲဆိုတာကိုစိတ်ဝင်စားစောင့်ကြည့်နေကြပါတယ်ဆိုတော့ဒီနေ့မှာတော့ဘိုကီနာဖာဆိုရဲ့တမဒါဖြစ်တယ်လို့စစ်ဦးစီးချုပ်လည်းဖြစ်တဲ့အီရာဟင်ထရာအိုရေးအကြောင်းကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်ထရာအိုရေးကို1988ခုနှစ်မှာဘိုကီနာဖာဆိုနိုင်ငံမူဟွန်ပြည်နယ် ခါယာမျိုးမှာမွေးဖော်ခဲ့တာဖြစ်ပါတယ်တကယ်တော့ခါယာမျိုးထဲခါယာမျိုးနာကဘွန်ဒူကီယော်လေးမှာမွေးဖော်ခဲ့တာလို့ပြောရင်ပိုမှန်ပဲထင်ပါတယ်ထရာအိုရီဟာငေးဘွားကလေးကသူ့ကိုယ်သူဘတော်မှမကျေနဲ့နိုင်ပဲဇွေလုံးလာဝရီယာအပြည့်နဲ့စူးစမ်းတဲ့သူထူးခြားတဲ့ပါရမီရှိသူအဖြစ်သတ်မှတ်ခံခဲ့ရတာပါထရာအိုရီဟာပညာရေးမှာတော့မူလာတဲ့အဆင့်ကိုဘွန်ဒူကီယော်လေးမှာပဲပြီးမြောက်ခဲ့တာဖြစ်ပြီးအဲ့ဒီနောက်မှာတော့ဘိုကီနာဖာဆိုနိုင်ငံရဲ့ဒုတိယအကြီးဆုံးမြို့တစ်မြို့ဖြစ်တဲ့ ဗိုဗိုဒီယိုဦးလာဆိုမှအထက်တန်းကျောင်းတက်ခဲ့ပါတယ်။အထက်တန်းကျောင်းမှာလည်းထရာအိုရီဟာအေးအေးဆေးဆေးနေတဲ့လူတော်တူအဖြစ်နှာမေရခဲ့တာပါပဲ။2016ခုနှစ်မှာတော့ထရာအိုရီဟာဥယာဂါဒိုဂူတက္ကသိုလ်ကိုတက်ရောက်နိုင်ခဲ့ပါတယ်။အဲ့ဒီမှာဘူမိပေဒါဘာသာကိုယူခဲ့တယ်လို့မွ슬င်ကျောင်းသားများအဖွဲ့ဝင်လည်းဖြစ်လာခဲ့ပါတယ်။ပြီးတော့မှမက်စ်ဝါရာကိုလက်ခံတဲ့ဘိုကီနာဖာဆိုကျောင်းသားများအမျိုးသားအဖွဲ့အစည်း The Mass National Association of Student Burkina Faso ANEB ထဲကိုလည်းထရာအိုရီကဝင်ရောက်ခဲ့သေးတာပါ။ ANEB ထဲရောက်ပြီးအချိန်ကစလို့ Traore ကိုအတိမတ်ပြုသူတွေများလာခဲ့ပြီးတော့မှအဆိုပါအဖွဲ့အစည်းရဲ့ကိုယ်စားလှယ်တူပါဖြစ်လာခဲ့ပါတယ်။ကျောင်းသူကျောင်းသားတိုင်းအတွက်အငင်းပေါ်စရာကိစ္စရပ်တွေမှာ Traore ဟာသူ့အတန်းပေါ်တွေဘက်ကနေပြတ်ပြတ်သားသားရက်တီခုခဲ့ပင်းရင်နှာမေရလာခဲ့တာဖြစ်ပါတယ်။ဒါကြောင့်လဲ Traore ဟာတက္ကသိုလ်ကျောင်းသားဘဝကိုဂုံတူးပွေတူးတွေနဲ့အတူအောင်းအောင်းမြင်မြင်အဆုံးတတ်နိုင်ခဲ့တာဖြစ်ပါတယ်။ပြောရရင် Traore ဟာငေးစဲကျောင်းသားဘဝကလေးကလက်ဆောင်ထက်ခဲ့သူဖြစ်ပါတယ်။ ဒါပေမဲ့လည်းဒါကသူ့ရဲ့အောင်မြင်မှုခကြီးလဲရဲ့အစသာရှိပါသေးတယ်။တက္ကသိုလ်ကနေဘွေရပြပြချင်းမှာပဲဘောတစေရှုပြောင်းလဲစေမယ်။ဆုံးဖြတ်ချက်တခုကိုထရာအိုရေကပြက်ပြက်တသားရွေးရှိခဲ့တဲ့အတွက်ပါ။ကြောင်းပြီးတာနဲ့တပြိုင်နဲ့2009ခုနှစ်မှာပဲထရာအိုရေဟာဘိုကီနာပါဆိုစစ်တပ်တွေကိုဝင်ရောက်ခဲ့ပါတယ်။ဒါကသူ့ရဲ့စစ်သားဘဝကစလို့သမ္မတဖြစ်လာမဲ့လမ်းခရီးအထိပါအရေးပါတဲ့ဆုံးဖြတ်ချက်တခုဖြစ်ခဲ့ပါတယ်။စစ်သားဘဝမှာဆိုရင်လည်းထရာအိုရေကရှော့ရှော့မှုမှုပဲဖြတ်တန်းနိုင်ခဲ့တာပါ။ Georges Namo Alo စစ်တပ်နဲ့ကြောင်းကနေလွယ်လွယ်ကူကူပဲဘွေးရခဲ့သလိုမော်ရိုကိုနိုင်ငံအထိပါပညာသင်အဖြစ်ဆေလွှတ်ခံခဲ့ရပြီးတော့လေချောင်းရံကာကွယ်ရေးနဲ့ပတ်သက်လို့လေကျင်းရေးဆင်ခွင့်ရခဲ့ပါတယ်။အဲ့ဒီကနေအဖို့မဖြတ်နိုင်တဲ့စစ်ပညာတွေရခဲ့တဲ့ Traore ဟာကာယာမျိုးကိုပြန်လာခြင်းရင်ကာယာမျိုးအရှိဆိုင်တဲ့ရဲမှာတာဝန်ထမ်းဆောင်ခဲ့ပါတယ်။ပညာရေးရှင်းကလည်းကောင်းသလိုခေါင်းဆောင်မှုအကြီးအသေးကလည်းမြင်မာတဲ့အတွက်တိတ်မကြခင်မှာပဲယာဒူးတိုးခဲ့ပြီးတော့မှဒူးဖို့ဖြစ်လာခဲ့ပါတယ်။ 2014ခုနှစ်မှာတော့မာလီစစ်ပွဲမှာငြိမ်းချမ်းရေးတပ်အဖြစ်ဆောင်ရွက်နေတဲ့ကမ္ဘာကူးရသမဂ္ဂရဲ့မာနူစီမာနဲ့လည်းထရာအိုရေကပူးပေါင်းခဲ့ပါသေးတယ်။အဲဒီမှာမာလီတွေကတိုက်ပွဲတွေမှာရေရေဝင်းဝင်းတိုက်ပွဲဝင်ပြနိုင်ခဲ့လို့လည်းထရာအိုရေကနှာမေရခဲ့ပါသေးတယ်။2018ခုနှစ်မှာမာလီကတွန်ဘော2ဒေသမှာတပုံတက်တွေနဲ့ကူးရသမဂ္ဂငြိမ်းချမ်းရေးတပ်တွေထိတိုက်တွေ့ကြစဉ်မှာထရာအိုရေကရွရွဆွန်ဆွန်တိုက်ပွဲဝင်ပြခဲ့လို့ရေပေါ်ရေဘက်တွေရဲ့ရှီကျူးမှုတွေကိုတတိကြီးရခဲ့တာဖြစ်ပါတယ်။ ကုလသမဂ္ဂညီချင်းရေးတပ်ကရာခဲ့တဲ့အတွေ့အကြုံတွေကြောင့်လည်းဘိုကီနာဖာဆိုပြည်တွင်းညီချင်းရေးတပ်မကနိုင်ငံတကာအတွက်ပါအလုံးလုံးနိုင်သူအဖြစ်ထရာအိုရေကိုလက်ခံသူတွေတစားတစားများလာခဲ့ပါတယ်။အဲ့ဒီနောက်မှာထရာအိုရေဟာကုလသမဂ္ဂညီချင်းရေးတပ်ကနေဘိုကီနာဖာဆိုကိုပြန်ရောက်လာခဲ့ပါတယ်။ပြည်တွင်းမှာဂျီဟတ်တောင်းချမ်းသူအဖွဲ့တွေတော်တော်လေးကိုထားကြောနေကြလို့အဲ့ဒီတောင်းချမ်းသူအဖွဲ့တွေရှင်းလင်းရေးလုပ်ငန်းစဉ်တွေမှာလည်းထရာအိုရေကအဓိကအခက်ခဏကနေပါဝင်ခဲ့ပါသေးတယ်။၂၀၁၉ခုနှစ်မှာအကောင်တွေပေါ်ခဲ့တဲ့ ိုတာပူနာနူစစ်စင်ရဲ့အပါဝင်ဘူကီနာဖာဆိုနိုင်ငံမြောက်ပိုင်းကတောင်ကျန်းသူနေနေရဲ့စစ်စင်ရဲ့တိုင်းမှာထရာအိုရေကလက်ဆုံးပြနိုင်ခဲ့ပါတယ်ဒီလိုနဲ့ပဲ2020မှာတော့ကက်ပတိန်ယာဒူးကိုပါရယူနိုင်ခဲ့ပါတော့တယ်အဲ့ဒီချိန်မှာဘူကီနာဖာဆိုမြောက်ပိုင်းဟာတော်တော်လေးကိုရှုပ်ရှက်ခတ်နေပြီးတော့မှတိုက်ပြည်ရဲ့လုံခြုံရေးနဲ့တည်ငြိမ်ရေးကိုပါဒုက္ခပေးနေတဲ့အခြေအနေနဲ့ရင်ဆိုင်နေရတာဖြစ်ပါတယ်။ထားကျော့တောင်ချန်းသူတွေဟာဘူကီနာဖာဆိုအတွက်ဘလောက်အထီးအန္တရာယ်များသလဲဆိုတာကိုလည်းမြောက်ပိုင်းကစစ်ဆင်ရေးတွေကြောင့်ထရာအိုရေကသဘောပေါက်သွားခဲ့တာပါပဲ ဒါဆိုအဲ့ဒီချိန်ကစလို့နိုင်ငံရဲ့ခေါင်းဆောင်တွေအပေါ်မှာရုံမားတန်တရားတွေစောင့်ဝင်လာခဲ့တယ်လို့လည်းနောက်ပိုင်းမှာထရာအိုရီကဝန်ခံခဲ့ပါတယ်။တကယ်လည်း2020ခုနှစ်နောက်ပိုင်းကစလို့မြောက်ပိုင်းကတောင်ကျမှုတွေကဘူကီနာဖာဆိုရဲ့စီဘောရေးနဲ့လူမှုအသံဝိုင်းအပေါ်မှာတက်ရောက်မှုကြီးလာခဲ့ပါတယ်။ကောင်းသောတက်ရောက်မှုတော့မဟုတ်ခဲ့ပဲနိုင်ငံနေရအနှဲမှာလူသားချင်းစာနာထောက်ထားမှုအကူအညီတွေအသေးအတန်လိုအပ်လာခဲ့တဲ့အထိဖြစ်လာခဲ့တာပါ။ဘူကီနာဖာဆိုပြည်သူတွေအတွက်စားနေရိတ်ခပိုင်းကအကျက်တွေ့လာခဲ့သလို ။စပ်ပြူရင်းနဲ့စီးပွားရေးလုပ်ငန်းတွေကလည်းတောင်းကျမ်းသူတွေကြောင့်လုံးဝရပ်တန့်သွားတဲ့အထိဖြစ်သွားကြတာပါ။ပြီးတော့မှအဲ့ဒီမြောက်ပိုင်းကတောင်းကျမ်းသူအဖွဲ့အစည်းတော်တော်များများကိုနိုင်ငံတကာအကြမ်းဖက်စစ်သွေးကြောတွေဖြစ်ကြတယ် IS နဲ့အေကိုင်နာတို့ကနောက်ကနေထိန်းချုပ်ကျိုးကင်နေကြတဲ့အတွက်ရှင်နေတွေကထိမရသိမရဖြစ်လာခဲ့ပါတယ်။ဒါကဘိုကီနာဖာဆိုပြည်နယ်တည်ငြိမ်ရေးနဲ့လုံခြုံရေးနဲ့ပတ်သက်လို့စိုးရိမ်စရာဖြစ်စေရုံနဲ့မကပဲဒေသတွင်းတည်ငြိမ်ရေးကိုပါထိခိုက်လာခဲ့ပါတယ်။ဒါကြောင့် Traore ဟာ မြောက်ပိုင်းကတောင်ကျန်းသူအဖွဲ့တွေကိုထိထိရောက်ရောက်နေနေတော့ဘိုးဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်အဓိကစစ်ဆင်ရေးတော်တော်များများကိုလည်းအောင်အောင်မြင်မြင်ဥဆောင်နိုင်ခဲ့တာကြောင့်အရှိန်တို့အတွဲမှာကက်ပတန်ရာဒူးကိုပါရယူနိုင်ခဲ့တာပါအရိကနေစလို့ဘူကီနာဖာဆိုခေါင်းဆောင်ပိုင်းကိုတန်တရားတွေစာဝင်ခဲ့တာကလည်းခေါင်းဆောင်တွေဟာသူတို့စစ်သားတွေကိုဆစ်လက်နဲ့ပစ္စည်းကရိယာအလုံးအလောက်ရှာမပေးနိုင်ဘူးလို့ထရာအိုရီကခံစားခဲ့ရတာကြောင့်ဖြစ်တယ်လို့အစိုးရကရှာမှတ်တဲ့ policy တွေကလည်းအလုံးမဖြစ်နိုင်ဘူးလို့ယုံကြည်ခဲ့တာကြောင့်လည်းဖြစ်ပါတယ်။ရှင်းတဲ့စစ်မျက်နှာပြင်မှာစစ်သားတွေက ဆေးရည်အရင်အမြင့်လုံလုံလောက်လောက်မရပဲအသက်ဆုံးတိုက်ပွဲဝင်နေရချိန်မှာအစိုးရဘက်မှအကျင့်ပြက်ရှာစားမှုတွေရှိနေတာကလည်း Traore ကိုစိတ်ပြက်စေခဲ့တာဖြစ်ပါတယ်တကယ်တော့အဲ့ဒီအချိန်မှာ Traore နဲ့မကပဲမြောက်ပိုင်းမှာတိုက်ပွဲဝင်နေတဲ့ Burkina Faso စစ်သားတော်တော်များများပါအစိုးရနဲ့ခေါင်းဆောင်ပိုင်းတွေရဲ့လိုအပ်ချက်တွေကိုစိတ်ပြက်နေကြပြီးဖြစ်ပါတယ် Traore ကတော့အဲ့ဒီလိုအပ်ချက်တွေကိုပေါ်ပေါ်တင်တင်ပဲထောက်ပြဝေဖန်ရင် Burkina Faso စစ်တပ်ထဲမှာတော်တော်လေးကိုနိုင်ပြန်ရလာခဲ့ပါတယ် ပညာရေးပိုင်းမှာလည်းတော်ခဲ့သလိုစစ်သားဘဝမှာဆိုရင်လည်းကုလသမဂ္ဂငြိမ်းချမ်းရေးတက်ခါဆလို့ဘိုကီနာဖာဆိုတောင်ကျန်းသူနှိမ့်နေရေးတိုက်ပွဲကြီးတွေအဆုံးအတွေ့အကြုံအများကြီးရှိခဲ့သူဖြစ်တဲ့အတွက်ထရာအိုရီရဲ့ခေါင်းဆောင်မှုပိုင်းနဲ့ပတ်သက်လို့ယုံကြည်သူတွေလည်းအတော်လေးများလာခဲ့ပါတယ်။ဒါကြောင့်အဲ့ဒီဆိုင်ကထရာအိုရီရဲ့ဘဝနောက်တစ်ဆင့်ကိုတက်ရှိဖြစ်ခဲ့ပါတယ်။ဘိုကီနာဖာဆိုမှာထရာအိုရီတယောက်ပို့ပြီးတော့မှဩဇာအာဏာကြီးမားလာခဲ့တာကတော့2020ခုနှစ်ဇန်နဝါရီလကအာဏာသိမ်းပွဲကိုထောက်ခံသူတွေတဲ့ပါဝင်ခဲ့ရတာကနေစပါတယ်။ အဲ့ဒီအာနာသိမ်းမွေးကစလို့အိဗရာဟင်ထရာအိုရေးရဲ့အာနာဇက်ကပို့ပြီးတော့မှပြင်းစလာခဲ့တာဖြစ်ပါတယ်။အာနာသိမ်းမွေးဖြစ်ခဲ့တဲ့အကြောင်းရင်းကတော့ဘူကီနာဖာဆိုနိုင်ငံတည်းမှာထားကြောတောင်းကျင်းနေတဲ့အစ္စလာမစ်စစ်သွေးကြောတွေနဲ့အကြမ်းဖက်တိုက်ခိုက်မှုတွေကိုတမန်တော်ရိုးမာခရရှင်ကာဘိုရေးဥဆောင်တဲ့အယက်တာအစိုးရကထိထိရောက်ရောက်ကန်တွေဖြစ်ရှင်းနိုင်ခြင်းမရှိခဲ့တာကိုစစ်တပ်ဘက်ကမကြေမနက်ဖြစ်လာခဲ့ရကနေစခဲ့တာပါ။၂၀၂၁ခုနှစ်နိုဝင်ဘာလတည်းမှာဘူကီနာဖာဆိုစစ်သား၄၀ခုဦးနဲ့အယက်တာ၄ဦးတည်ဆုံခဲ့ရတဲ့ အင်ဒါတာတခိုင်မှုလိုမျိုးဖြစ်ရက်တွေဟာဘိုကီနာဖာဆိုအစိုးရအပေါ်မှာစစ်တပ်နဲ့လူထုရဲ့မကျေနပ်ချက်တွေကိုပို့ပြီးတော့မှမိထိုးပေးလိုက်တယ်လို့ဖြစ်စေခဲ့ပါတယ်။ဒီလိုနဲ့ပဲ2020ခုနှစ်ဇန်နဝါရီလ24ရက်နေ့မှာတော့သမ္မတနေအိမ်ရှိမှာတဲ့ပြစ်ခတ်မှုတွေဖြစ်ခဲ့ပြီးတော့မှဘိုကီနာဖာဆိုစစ်တပ်ကမြို့တော်ဝါဂါဒူဂူကစစ်စခန်းအလုံးကိုထိရှုပ်လိုက်ပါတယ်။အဲဒီနောက်မှာတော့သမ္မတခါဘိုရေးကိုစစ်တပ်ကဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့သမ္မတရာဒူကနေဖေရှားလိုက်ကြောင်းနဲ့နိုင်ငံပိုင်ရုပ်သံကနေတရားဝင်ကြေညာခဲ့ပါတယ်။ ါလီမန်အစိုးရနဲ့ဖွဲ့စည်းပုံအရှိခံဥပဒေတို့ကိုလည်းတဘာတွေဖျက်သိမ်းခဲ့ပြီးတော့မှဘိုကီနာဖာဆိုရဲ့အရှုပ်ရှာအာဏာကိုစစ်တပ်ကပဲအလုံးစုံရယူခဲ့ပါတယ်စစ်တပ်ကဗိုလ်မှူးကြီးပေါ်ဟန်ရီဆန်ဒါအိုဂိုဒမ်မီယာကနိုင်ငံကာကွယ်ရေးနဲ့ပြည်내တည်ဆောက်ရေးမျိုးရှိကောင်စီလို့နာမည်ပေးထားတဲ့စစ်အစိုးရအဖွဲ့ကိုဖွဲ့စည်းခဲ့ပါတယ်ဒါကနိုင်ငံတကာရဲ့စံကျင်မှုတွေကိုရင်ဆိုင်ခဲ့ရပြီးဘူကီနာဖာဆိုကအာဖရိကသမဂ္ဂကရောအနောက်ဒီအာဖရိကနိုင်ငံများစီးပွားရေးအတိုက်အဝန်းကပါ အဖွေးဝင်အဖြစ်ကနေရဆိုင်ခဲ့ပါတယ်။အဲဒီအချိန်တုန်းကတော့ Traore ဟာဘိုကီနာဖာဆိုစစ်တပ်မှာအမြောက်တပ်ဖွဲ့ရဲ့ဗိုလ်ကြီးအဖြစ်နဲ့ပဲရှိနေသေးတာဖြစ်ပါတယ်။သူ့ရဲ့မွေးရဲမြေခါရာမှာပဲတာဝန်ထမ်းဆောင်နေတာပါ။အခြားတစ်ဖက်မှာလည်းဒီ Traore ဟာဘိုကီနာဖာဆိုစစ်တပ်ရဲ့အထုတပ်ဖွဲ့ဖြစ်တဲ့ Cobra တပ်ဖွဲ့ရဲ့အဖွေးဝင်စစ်သားတူလည်းဖြစ်နေတာပါ။ Cobra တပ်ဖွဲ့ဆိုတာကတော့ Jihad Wardy စစ်သွေးဂျောတွေရဲ့အကြမ်းဖက်တိုက်ခိုက်မှုတွေကိုတင်ပြနိုင်ဖို့အတွက်2019ခုနှစ်မှာဖွဲ့စည်းခဲ့တဲ့တပ်ဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။ဘိုကီနာဖာဆိုမြောက်ပိုင်းနဲ့အရှေ့ပိုင်းဒေသတွေလို့ လုံခြုံရေးအခြေအနေဆိုးရွားတဲ့နေမြေတွေမှာစစ်တွေးကြောတွေကိုတိုက်ခိုက်ဖို့နဲ့နေမြေတွေကိုပြန်လည်ထိန်းချုပ်နိုင်ဖို့အထူးလေ့ကျင့်ထားတဲ့တပ်ဖွဲ့တစ်ဖွဲ့ပါဆိုတော့ဇန်နဝါရီလအာနာသိမ်းခွေဖြစ်စီမှာထရာအိုရီကအမြောက်တဲရဲ့ဗိုလ်ကြီးဖြစ်နေတယ်လို့အထူးတပ်ဖွဲ့ဝင်တူဦးလည်းဖြစ်နေတယ်လို့ဆိုရမှာပါပဲအထူးသဖြင့်ဒီကော်ဘရာတပ်ဖွဲ့ဝင်ဖြစ်တဲ့ဆိုတဲ့သတင်းတွေကထရာအိုရီရဲ့ဂုံသတင်းကိုပို့ပြီးတော့မှမြင့်တက်သွားစေခဲ့ပါတယ်အရသာအစိုးရကိုဖြုတ်ရှားပြီးတဲ့နောက်မှာဘူကီနာဖာဆိုစစ်တပ်ကဗိုလ်မှူးကြီး ဒမီဘာကယာယီသမဒအဖြစ်ကျန်းတစ္ဆာပြင်ဆိုခဲ့ပြီးတော့မှစစ်အစိုးရကိုဥဆောင်ခဲ့ပါတယ်ဒါပေမဲ့လည်းထင်မှတ်ထားသလိုမျိုးဘူကီနာဖာဆိုရဲ့လုံခြုံရေးနဲ့ပြည်တွင်းရေးကိုတည်ငြိမ်တိုးတက်လာအောင်မဆွမ်းဆောင်နိုင်ခဲ့တဲ့အတွက်အာနာသိန်းပွဲကိုထောက်ခံခဲ့ကြတဲ့သူတွေကိုတိုင်ပြန်လေစိတ်ပြက်လာခဲ့တဲ့အဖြစ်မျိုးကိုရောက်လာခဲ့ပါတယ်နောက်ပိုင်းမှာထရာအိုရေးကပြန်ပြီးပြောပြတာကတော့အဲ့ဒီအချိန်တုန်းကသူနဲ့တခြားတာဝန်ရှိသူတွေဟာဒမီယာကိုထားကြောတောင်းကျမ်းသူတွေကိုအဓိကနှိမ်နှင်းဖို့ပဲအာယုံဆိုင်ဖို့ ိုက်တွန်းခဲ့ကြပြီမဲ့အခြားကိစ္စတွေနဲ့ပဲလုံးလေရှာလေလိုက်နေခဲ့တယ်လို့သိရပါတယ်။ဒါကြောင့်ဒမ်ဘီယာရဲ့လုံးကြီးကရင်နဲ့ဂျီမန်ချက်တွေနဲ့ပတ်သက်လို့ဂျီဟဲဝါဒီစစ်သွေးကြောတွေကိုရှင်းတဲ့စစ်မျက်နှာပြင်မှာလက်တွေ့ရင်ဆိုင်နေရတဲ့စစ်သားတွေကပို့ပြီးတော့မှစစ်ပြက်လိုက်ခဲ့ပါတယ်။ပြီးတော့မှ Tra Ore ပေါဝင်တဲ့ Cobra တပ်ဖွဲ့ကိုလာဆောင်ွေပေးရှိမှုပြက်ကွက်နေတာမျိုးတွေဖြစ်လာခဲ့တဲ့အတွက်အရာရှိငွေတွေကအစဒမ်ဘီယာရဲ့အစိုးရအပေါ်မှာဒေါသထွက်ခဲ့ကြပါတယ်။ စစ်တပ်ထက်မှတစားတည်းတစားတင်းမှမှုတွေမကျင့်တဲ့မှုတွေမြင်မာလာခဲ့တဲ့နောက်မှာတော့2020ခုနှစ်ဇန်နဝါရီလကပဲအယက်သားအစိုးရစီကနေအာဏာသိမ်းထားတဲ့ဒမ်ဘီယာအစိုးရကိုနောက်ထပ်ရှစ်လအကြာစက်တင်ဘာလမှာပဲနောက်တစ်ကြိမ်အာဏာထဲသိမ်းတဲ့ဖြစ်ရပေါ်ပေါက်လာခဲ့ပါတော့တယ်ဒီတစ်ခါအာဏာသိမ်းမွေးကိုဥဆောင်လာခဲ့တာကတော့စစ်တပ်ထက်မှအရှိန်တို့အတွင်ဩဇာအာဏာကြီးမားလာခဲ့တဲ့လူငယ်ကောင်းဆောင်အီဘရာဟင်ထရာအိုရေးပဲဖြစ်ပြီးတော့မှ အာဏာသိမ်းမွေးကိုကော်ဘရာအထူးတပ်ဖွဲ့ကပံ့ပိုးထောက်ပံ့ပေးခဲ့ကြပါတယ် နမီယာဥဆောင်တဲ့စစ်အစိုးရအဖွဲ့ဟာပြည်သူတွေနဲ့စစ်တပ်ကိုကတိပေးထားသလိုဘိုကီနာဖာဆိုရဲ့လုံခြုံရေးနဲ့ပြည်တွင်းရေးတည်ငြိမ်မှုကိုအကောင့်တွေမဖော်ခေနိုင်တဲ့အတွက်လက်အနေငယ်အကြာမှာပဲနောက်တစ်ချိန်အာဏာသိမ်းပွဲဖြစ်လာခဲ့တာပါဘိုကီနာဖာဆိုရဲ့လုံခြုံရေးဟာစစ်အစိုးရရဲ့ထိတ်တဲဥစားပေးဖြစ်တယ်လို့ဒမ်ဘီယာကကြေညာခဲ့ပေမဲ့လည်းပြည်လက်ဒေသတွေနဲ့ဝေးလံကောင်တီတဲ့နေဝေးဒေသတွေမှာ IS တွေနဲ့ AKNA တွေကြောထောက်နောက်ခံပေးထားတဲ့ Islamic State ကြောအဖွဲ့တွေကတောင်းကျင်းရှင်တိုင်းတောင်းကျင်းနေတာဖြစ်ပါတယ်ဘလောက်ထိအောင်လဲဆိုရင် စစ်အစိုးရဟာဘူကီနာဖာဆိုရဲ့60ရာခိုင်နှုန်းလောက်ပဲအာဏာတည်ရောက်မှုရှိတော့တာဖြစ်ပြီးတော့မှကျန်တဲ့40ရာခိုင်နှုန်းကိုတော့ဂျီဟဲဝါဒီစစ်သွေးကြောတွေကလွှဲမိုးထားနိုင်တာဖြစ်ပါတယ်။ဇန်နဝါရီလ26ရက်နေ့မှာဘူကီနာဖာဆိုမြောက်ပိုင်းကဂျီဘိုမျိုးစီရိခတော်ရောက်ပို့ဆောင်တဲ့စစ်ရင်တန်းတစ်ခုကိုဂျီဟဲဝါဒီစစ်သွေးကြောတွေကဝန်ဝဲဆောင်မြောင်းတိုက်ခိုက်ခဲ့ရမှာစစ်သားစစ်တူအထိတည်ဆုံးသွားခဲ့ပါတယ်။အဲ့ဒီဖြစ်ရက်ကဒမ်ဘီယာအစိုးရအပေါ်ကော့ဘရာအထူးတပ်ဖွဲ့အပါအဝင်ဘူကီနာဖာဆိုစစ်တပ်တပ်လုံးရဲ့မကျေနပ်မှုတွေကို အဆုံးစုံအထိမြင့်တက်သွားစေခဲ့ပြီးတော့မှအာနာသိမ့်ပွဲကိုအစာပြုဖို့တွန်းအားဖြစ်သွားစေခဲ့ပါတယ်။အဲဒီတော့စက်တင်ဘာလ30ရက်နေ့မှာတော့တနည်းအတွင်းမှာပဲဘူကီနာဖာဆိုနိုင်ငံရဲ့ဒုတိယအကြိမ်မြောက်အာနာသိမ့်ပွဲစခဲ့ပါတယ်။ပထမတစ်ကြိမ်တုန်းကလိုပဲမျိုးတော်ဝါဂါဒူဂူရဲ့အဓိကလမ်းမကြီးတွေကိုအီဘရာဟင်ထရာအိုရေးဥဆောင်တဲ့စစ်တပ်ကပိတ်ဆို့လိုက်ပြီးတော့မှတင်းကကြီးတွေကိုနေရာရှာထားခဲ့ပါတယ်။ကော်ဘရာအထူးတပ်ဖွဲ့ဝင်တွေကတော့ယာယီသမဏရှေရှားနေထိုင်နေတဲ့စစ်စခန်းအနီးကိုရှင်းကပ်သွားပြီးတော့မှတိုက်ပွဲငယ်တွေဖြစ်ခဲ့ပါတယ်။ တချိန်တည်းမှာပဲနိုင်ငံပိုင်ရုပ်သံလိုင်းတွေရဲ့ထုတ်လွှင့်မှုအလုံးရက်တန်သွားခဲ့ပြီးမြို့တော်ဝါဂါဒူဂူတစ်မြို့လုံးတိတ်ဆိတ်သွားခဲ့ပါတော့တယ်။ညနေပိုင်းမှာတော့ထရာအိုရီကနိုင်ငံပိုင်ရုပ်သံပေါ်မှာစစ်သားအစုနဲ့အတူပေါ်လာခဲ့ပြီးတော့နိုင်ငံတော်အာဏာကိုရယူလိုက်ပြီးဖြစ်ကြောင်းဒမ်မီဘာကိုလည်းယာယီသမ္မတအဖြစ်ကနေဖိရှားလိုက်ပြီးဖြစ်ကြောင်းပြည်သူတွေကိုအသိပေးခဲ့ပါတယ်။ဒမ်မီဘာရဲ့စစ်အစိုးရအဖွဲ့ကိုလည်းဖြတ်သိမ်းလိုက်ကြောင်းလည်းထရာအိုရီကတပါးတည်းကြေညာခဲ့ပါတယ်။အော်တိုဘားလ၂ရက်နေ့မှာတော့နိုင်ငံရေးခေါင်းဆောင်ဘာသာရေးခေါင်းဆောင်တွေနဲ့ ဂျာဝင်စေဆက်ပေးမှုကြောင့် Tra Oreo အာနာသိန်းအုစုဟာဒဲမီဘာကိုဖမ်းဆီးတာမျိုးမလုပ်တော့ဘဲယာယီသမဏယာတူကနေအလိုအလျောက်နှုတ်ထွက်စေခဲ့ပါတယ်။အဲဒီနောက်ပိုင်းမှာတော့ဒဲမီဘာဟာအင်းနီဂျဲနိုင်ငံဖြစ်တဲ့တိုဂိုနိုင်ငံကိုထွက်ပြေးသိမ်းချောင်းတော့ခဲ့ပါတယ်။ထရာအိုရီကတော့အကူအပြောင်းကာလစစ်အစိုးရရဲ့ခေါင်းဆောင်ယာတူကိုအဲ့ဒီချိန်ကစလို့ရယူနိုင်ခဲ့တာဖြစ်ပါတယ်။စစ်အစိုးရအဖွဲ့ရဲ့ယာယီသမဏယာတူကိုလည်းရယူခဲ့တယ်လို့စစ်တပ်ရဲ့အနှိုင်းမေးခေါင်းဆောင်ယာတူကိုလည်းရယူနိုင်ခဲ့တဲ့အတွက်ဘိုကီနာဖာဆိုမှာထရာအိုရီရဲ့အာနာပါဝါကအမြင့်ဆုံးဖြစ်လာခဲ့ပါတယ်။ အသက်34နှစ်အရွယ်သားရှိသေးတဲ့အတွက်ဘူကီနာဖာဆိုမှာရောကမ္ဘာပေါ်မှာပါကမ္ဘာအသက်အငယ်ဆုံးနိုင်ငံခေါင်းဆောင်ကမ္ဘာအသက်အငယ်ဆုံးသမ္မတအဖြစ်လည်းမှတ်တမ်းဝင်တော့ခဲ့ပါတယ်။အာနာသိမှုအောင်မြင်တော့ခဲ့ပြီးနောက်မှာထရာအိုရီဟာဒမီဘာပြက်ကွက်ခဲ့တဲ့နိုင်ငံတော်လုံခြုံရေးနဲ့တည်ငြိမ်ရေးကိုအများကြီးတိုးတက်လာအောင်လုပ်သွားမယ်လို့ကြွေးကြော်ခဲ့သလိုနိုင်ငံတကာအသိုင်းအဝိုင်းနဲ့သဘောတူညီချက်အရ2024ခုနှစ်ဇူလိုင်လမှာဒီမိုကရေစီစနစ်နဲ့အညီရွေးကောက်ပွဲကျင်းပပြီးတော့မှအယက်သားအစိုးရကိုအာဏာလွှဲပြောင်းပေးမယ်လို့လည်းကတိပြုခဲ့ပါတယ် ဘူကီနာဖာဆိုရဲ့အကူအပြောင်းကာလနဲ့အာနာအလွေအပြောင်းကာလကိုအငြင်းချမ်းဆုံးဖြစ်စေချင်တယ်လို့လည်းထရာအိုရေကဖွင့်ဟခဲ့သေးတာပါ ပြီးတော့မှဥရောပနဲ့ခွေထွက်လို့တဲ့အုပ်စုတွေနဲ့မျိုးရှိပုံကိုတွေရထောက်ခံမှုတွေကိုလည်းရခဲ့တဲ့အတွက်ထရာအိုရေရဲ့အာနာတင်ပွဲကိုဘူကီနာဖာဆိုမှာထောက်ခံတဲ့ပြည်သူတွေတော်တော်လေးများခဲ့တယ်လို့လည်းပြောလို့ရပါတယ်ဒါအသက်ငယ်ငယ်ရွယ်ရွယ်နဲ့ကမ္ဘာအသက်အငယ်ဆုံးသမရဖြစ်လာခဲ့တဲ့ထရာအိုရေဖြတ်သန်းခဲ့တဲ့ခရီးလမ်းဖြစ်ပါတယ်သမရဖြစ်လာခဲ့ပြီးနောက်မှာလည်းထရာအိုရေဟာ ူရဲ့တော်တော်သိသိပဲနေထိုင်တတ်တဲ့ပုံစံနဲ့တီတီတနက်ထေထေဝေါ်ဝေါ်နေလေးရှိတဲ့ပုံစံကိုပဲဆက်ပြီးထိန်းထားခဲ့ပါတယ်။အစိုးရအဖွဲ့ဝင်တွေအရာရှိတွေနဲ့ဆွေးနွေးမှုတွေလုပ်တဲ့နေရာမှာလည်းတင်းတင်းကြပ်ကြပ်ပဲပြောဆိုလေးရှိပြီးတော့မှသူ့ကိုအာလုံကအစ်ခေါင်းဆောင်တူအနေနဲ့ပဲမြင်စေလိုတယ်လို့လည်းသိရပါတယ်။သူလက်ထက်မှာဖိုကီနာဖာဆိုရဲ့နိုင်ငံပိုင်ရုပ်သံတွေနဲ့မီဒီယာတွေထက်မှာအစိုးရကိုထောက်ခံတဲ့ဝါဒဖြန့်ရှိမှုတွေလည်းတွလာခဲ့ပါတယ်။နိုင်ငံရေးပိုင်းနဲ့ပတ်သက်လို့ကျွမ်းကျင်သူတွေကတော့ ထရာအိုဟာမတ်ဝါတာနဲ့ပန်အာဖရိကဝါတာတို့ရဲ့လွမ်းမိုးမှုကိုခံထားရသူဖြစ်တယ်လို့မှတ်ချက်ပြုခဲ့ပါတယ်။ပန်အာဖရိကဝါတာဆိုတာကတော့တစ်ကမ္ဘာလုံးမှာရှိတဲ့အာဖရိကလူမျိုးအလုံးဟာတသားတွေတစ်စီးတွေဖြစ်ရမယ်ဆိုတဲ့ဝါတာတရဖြစ်ပါတယ်။အာဖရိကသားတွေရာစီလုံးညီညွတ်မှုတည်ဆောက်ဖို့နဲ့ဘုံအကျိုးစီးပွားတွေကိုအတူတကောလှုပ်ဆောင်ဖို့တိုက်တွန်းတဲ့ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှုနဲ့အတွေ့အကြုံတစ်ခုဖြစ်ပါတယ်။ပန်အာဖရိကဝါတာမှာစီလုံးညီညွတ်ရေးကိုလိုနီစနစ်ဆန်းကျင်ရင်းနဲ့ ရမ်းမြောက်ရေးစီးပွားရေးနဲ့နိုင်ငံရေးအရှုပ်ရှားအာဏာပိုင်အစိုးရအစရှိတဲ့သဘောတရားတွေလည်းပါဝင်ပါတယ်။2023ခုနှစ်ဖေဖော်ဝါရီလမှာတော့ထရာအိုရီရဲ့စစ်အစိုးရဟာဘူကီနာဖာဆိုနိုင်ငံအတွင်းအကြမ်းဖက်စစ်တွေ့ကြောတိုက်ဖျက်ရေးလုပ်ငန်းစဉ်တွေမှာအခုအညီအထောက်ပံ့တွေပေးနေတဲ့ပြင်သစ်တပ်ဖွဲ့တွေကိုပြင်သစ်နိုင်ငံကိုပဲပြန်ခိုင်းခဲ့ပါတယ်။ဒါဟာထရာအိုရီလက်ထက်ဘူကီနာဖာဆိုရဲ့အကြီးမားဆုံးနိုင်ငံရေးမူဝါဒအပြောင်းအလဲတစ်ခုအဖြစ်လည်းမှတ်တမ်းဝင်ခဲ့ပါတယ်။အထူးသဖြင့်ထရာအိုရီဟာပြင်သစ်အပအဝင် အနောက်နိုင်ငံတွေနဲ့ဆက်ဆံရေးကိုဖြတ်တောက်ပြစ်နိုင်ဖို့ကြိုးစားလာခဲ့တာဖြစ်ပါတယ်။ဒါကြောင့်မထရာအိုရီလက်ထက်မှာဘိုကီနာဖာဆိုနဲ့ပြင်သစ်နိုင်ငံတို့ကြားဆက်ဆံရေးတွေတင်းမာလာခဲ့ပါတယ်။၂023ခုနှစ်ဇန်နဝါရီလမှနေပဲပြင်သစ်နိုင်ငံနဲ့ရှုပ်ဆိုထားတဲ့စီးရဲဆိုင်ရာသဘောတူညီမှုအားလုံးကိုထရာအိုရီကဖြတ်သိမ်းခဲ့ပြီးတော့မှဖေဖော်ဝါရီလမှတော့ဘိုကီနာဖာဆိုနိုင်ငံထဲမှာရှိနေတဲ့ပြင်သစ်တဲအားလုံးကိုနိုင်ငံတွေကနေအပိတက်ထွက်ခွာစေခဲ့တာဖြစ်ပါတယ်။ပြင်သစ်ဟာသူတို့ကိုစီးရဲအကူအညီပေးနေပေမဲ့လည်း အကြံဖတ်မှုတွေကိုတိတိယောက်ယောက်မတိုက်ဖြတ်နိုင်ဘူးလို့ထရာအိုရေကယုံကြည်ခဲ့လို့ဖြစ်ပါတယ်။ပြီးတော့မှပြင်သစ်တန်အမတ်ကိုလည်းနှင်လွှတ်လိုက်တယ်လို့ပြင်သစ်ရုပ်တဲ့ line တွေကိုလည်းပိတ်ပင်ပစ်ခဲ့ပါသေးတယ်။ဒါကြောင့်လည်းကျွမ်းကျင်သူတွေကထရာအိုရေကိုပန်အာဖရိကဝါဒသမားလို့ပြောကြတာဖြစ်ပါတယ်။ထရာအိုရေရဲ့မိန့်ခွန်းတွေထဲမှာအနောက်တိုင်းဩစာလွန်မှုမှုကိုဆန့်ကျင်ရမယ်။အာဖရိကသားတွေအနေနဲ့ကိုယ်ကံကြမ္မာကိုကိုယ်တိုင်ဖန်တီးနိုင်ရမယ်ဆိုတဲ့သဘောပြုတွေကိုအသာပေးပြောဆိုလေးရှိပါတယ်။အစားတစ်ဖက်မှာတော့ထရာအိုရေဟာ ဒေတာရင်းမှာစာဟေပြည်နယ်များမဟာမိတ်အဖွဲ့ပေါ့နော်ဒီ Alliance of Sahel State AES လို့အဖွဲ့အစည်းမျိုးတွေကိုဖွဲ့စည်းခဲ့ပါတယ်။အဲ့ဒီအဖွဲ့ထဲမှာမာလီနဲ့နီဂျေးရိုးလိုမျိုးအာဖရိကနိုင်ငံတွေပါဝင်လာပြီးတော့မှစုစုပေါင်း၃နိုင်ငံမဟာမိတ်ဖွဲ့လိုက်တာဖြစ်ပါတယ်။၃နိုင်ငံစလုံးဟာဆေးအုပ်ချုပ်ရေးအောက်ကိုရောက်နေတဲ့နိုင်ငံတွေဖြစ်ပြီးတော့မှပြင်သစ်နဲ့အနောက်နိုင်ငံတွေရဲ့ဩဇာကိုဆန့်ကျင်နေကြတာဆင်နဲ့တူပါတယ်။ယူအေချက်ကတော့အကြံဖက်ဝါဒတွေကိုတိုက်ဖျက်ရမှာအဖွဲ့ဝင်နိုင်ငံအစဉ်ချင်းပူးပေါင်းဆောင်ရွက်ဖို့ပြည်သူတွေရဲ့အရှုံးချအာဏာကိုကောက်ကွေးပေးဖို့နဲ့ စီးပွားရေးပူပေါင်းဆောင်ရွက်မှုတွေမြင့်တက်နိုင်ဖို့အတွက်ဖြစ်ပါတယ်။2024ခုနှစ်ဇန်နဝါရီလမှာတော့ AES အဖွဲ့ဝင်ဘူကီနာဖာဆိုမာလီနဲ့နီဂျေးသုံးနိုင်ငံစလုံးဟာအနောက်အာဖရိကနိုင်ငံများစီးပွားရေးအတိုင်းအဝန် ECOWAS ကနေဆက်ရှင်နှုတ်ထွက်ကြောင်းကြေညာရဲထုတ်ခဲ့ပါတယ်။ ECOWAS ဟာပြည်သေးလွှဲမိုးမှုအောက်ကိုရောက်နေပြီးတော့မှစစ်အစိုးရတွေကိုဆန့်ကျင်တဲ့မူဝါဒတွေရှာမှတ်နေတယ်လို့ Traoreo အုပ်စုကစွပ်စွဲခဲ့ပါသေးတယ်။အာနာစာသိမ်းခြင်းစဉ်ကာလကပြည်သူတွေရဲ့ထောက်ခံမှုကိုယာခဲ့တဲ့ Traore ဟာ နောက်ပိုင်းမှာတော့နောက်ထပ်အာနာရှင်တယောက်ပဲထပ်ဖြစ်လာခဲ့ပြီးတော့မှအာနာရှင်တို့တော့ရလင်းကိုပဲလိုက်ခဲ့တာကိုတွေ့ရပါတယ်။2023ခုနှစ်နွေရာသီမှာနေမယ်ထရာအိုရီဟာရွှေကောက်ပွေးလုံးမဲ့အစီအစဉ်နဲ့ပတ်သက်လို့စတင်မေကွန်ထုတ်လာခဲ့ပြီးတော့မှဘိုကီနာဖာဆိုပြည်တွင်းအလုံးစုံတည်ငြိမ်သွားမှသာရွှေကောက်ပွေးကျင်းပနိုင်လိမ့်မယ်လို့စတင်ပြောဆိုလာခဲ့ပါတယ်။အဲဒီတော့2023ခုနှစ်စက်တင်ဘာလအရောက်မှာတော့ထရာအိုရီဟာရွှေကောက်ပွေးလုံးမဲ့အစီအစဉ်ကိုလုံးဝကိုပဲဖျက်သိမ်းပစ်လိုက်ပြီးတော့မှဘိုကီနာဖာဆိုအတွက်လုံခြုံရေးကအဓိကဦးစားပေးဖြစ်ပြီးတော့မှ ရွေးကောက်ပွဲကဦးစားပေးမဟုတ်သေးပါဘူးလို့အတိအလင်းပဲပြောခဲ့ပါတယ်။ဂျီဟဲဝါရီစစ်တွေးကြောရဲ့ချိန်ဆမှုတွေကြောင့်တနိုင်ငယ်လုံးမှာလွတ်လွတ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲတွေကျင်းပဖို့မဖြစ်နိုင်သေးဘူးလို့လည်းထရာအိုရေကဆိုခဲ့တာပါ။၂၀၂၄ခုနှစ်မေလမှာကျင်းပခဲ့တဲ့အမျိုးသားအဆင့်အဆွေနေပွဲအပြီးမှာတော့ထရာအိုရေအစိုးရဟာအသွင်ကူးပြောင်းရေးဆိုင်ရာဥပဒေမူပေါင်းတွေကိုပြန်လည်ပြင်ဆင်ခဲ့ပါလို့လေ။စေအုပ်ချုပ်ရဲ့ကာလကိုနောက်ထပ်ဆောင်းနှစ်တိုးမြှင့်လိုက်တာဖြစ်ပြီးအသွင်ကူးပြောင်းရေးကာလက၂၀၂၉ခုဒီဇူလိုင်လအထိတရားဝင် ဖြစ်တော့ခဲ့ပါတယ်။ ကြေညာချက်တွေမှာလုံခြုံရေးပြန်လည်တည်ငြိမ်တော်ခဲ့မယ်ဆိုရင်2029မတိုင်မီရွေးကောက်ပွဲဖြစ်လာနိုင်တယ်လို့ထည့်သွင်းထားပေမဲ့လက်တွေ့မှာတော့ Traore ရဲ့စစ်အစိုးရကပဲ2029အထိဆက်လက်အုပ်ချုပ်တော်အောင်မယ့်သဘောဖြစ်ပါတယ်။အသွင်ကူးပြောင်းရေးကာလအဆုံးသတ်တော်ခဲ့ပြီဆိုရင်လည်းရွေးကောက်ပွဲမှာ Traore ကတမနာတော်အနေနဲ့ဝင်ရောက်ရှင်ပြိုင်ခွင့်ရှိနေသေးတယ်လို့လည်းသိရပါတယ်။ပြီးတော့မှ Traore ဟာပြင်သစ်နဲ့ခေါ်ပြေးတော်ခဲ့ပြီးတဲ့နောက်မှာရုရှားဘက်ကပိုးရိတ်လိုက်ခဲ့ပါတယ်။ Writer နဲ့ New York Times သတင်းဌာနတွေရဲ့ဖော်ပြချက်အရ ရာအိုရီရဲ့ပြင်သစ်ဆန်းကျင်ကြီးနဲ့ရုရှားလူလာရေးအမြင်တွေကြောင့်ရုရှားကျေးစားတပ်ဖွဲ့ဝဂနာအုပ်စုနဲ့ဆန်းရွေမှုတွေမြင့်မားလာခဲ့တယ်လို့သိရပါတယ်။အာနာသိမ့်ဗီဇအချိန်မှာတော့မှထရာအိုရီတယောက်မျိုးတော်ဝါဂါဒူဂူကိုရောက်လာခဲ့ချိန်မှာထောက်ခံသူတွေဟာရုရှားအလံတွေကိုဝန်းရံပြီးတော့မှကြိုဆိုခဲ့ကြတာဖြစ်ပါတယ်။ဂါနာအစိုးရကတော့ထရာအိုရီဟာအာနာသိမ့်ဗီနောက်ပိုင်းမှာဂျီဟဲဝါဒီစစ်တွေးကြော်တွေကိုတိုက်ခိုက်နေနေဖို့အတွက်ဝဂနာအုပ်စုနဲ့ပူးပေါင်းဆောင်ရွက်ခဲ့တယ်ဆိုပြီးတော့မှပေါ်ပေါ်တင်တင်ပဲဆွတ်ဆေးလာခဲ့ပါတယ်။ ဒီဆက်ဆွေးချက်တွေကိုထရာအိုရီကအစောပိုင်းမှာညှင်းဆိုခဲ့ပေးမိတယ်2023ခုနှစ်ဇူလိုင်လမှာကျင်းပခဲ့တဲ့ရုရှားအာဖရိကထိပ်သီးအစည်းအဝေးပါဘိုခီတာဖာဆိုပြည်သူတွေဟာရုရှားကိုထောက်ခံကြတယ်လို့ပြောခဲ့တယ်လို့1990ခုနှစ်ကတည်းကပိတ်ထားခဲ့တဲ့ရုရှားတန်ယုံကိုပြန်လည်ဖွင့်လှစ်တော့မှာဖြစ်ကြောင်းလည်းကြေညာခဲ့ပါတယ်နောက်ဆုံးမှာတော့2024ခုနှစ်ဇန်နဝါရီလကစလို့ဘိုခီနာဖာဆိုမှာဝက်ကနာအုပ်စုကျေးစားတပ်သားတွေကိုပေါ်ပေါ်တင်တင်ပဲမြင်တွေ့လာခဲ့ရပါတယ်ဆိုတော့ထရာအိုရီအစိုးရနဲ့ဝက်ကနာအုပ်စုနည်း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 ဆက်တွေ့မှုတွေရှိလာခဲ့ခြင်းက ဘူကီနာဖာဆိုနဲ့ပတ်သက်လို့နိုင်ငံတကာမှာလည်းအငင်းပေါ်ပွေရတယ်ဖြစ်လာစေခဲ့ပါတယ်။အဲဒီလိုမျိုးသဘောထားအပြောင်းအလဲတွေဘူဝါဒအပြောင်းအလဲတွေကြောင့်ထရာအိုရေဟာအရင်ကလိုမျိုးဘူကီနာဖာဆိုပြည်သူတွေရဲ့ထောက်ခံမှုကိုမရတော့သလိုစစ်တပ်ထင်းမှာလည်းမကျင်တဲ့သူတွေတစားတစ်တစားမြင်မာလာခဲ့ပါတယ်။2023ခုနှစ်စက်တဘာလတည်းမှာဆိုရင်စစ်တပ်ထင်းကမကျင်တဲ့စစ်သားတွေဟာထရာအိုရေကိုဖြုတ်ချဖို့စ조사ခဲ့ကြပါသေးတယ်။ဒါပေမဲ့လည်းအဲ့ဒီအာဏာသိမ်းဖို့စ조사မှုကိုထရာအိုရေတို့ဖက်ကတားဆီးနိုင်ခဲ့တဲ့အတွက်မအောင်မြင်ခဲ့ပါဘူး။ နောက်နေ့မှာတော့ထရာအိုရေကစောစောကဒီကျွန်တော်ပြောခဲ့တယ်လို့အစိုးရတည်တင်းကို9နှစ်ထပ်တိုးခဲ့တယ်လို့လက်ရှိအစိုးရအဖွဲ့ကိုလည်းပြန်လည်ဖြတ်သိမ်းပြစ်ပြီးတော့မှဝန်ကြီးချုပ်ဒီတန်ဘီလာကိုလည်းယာဒူးကနေထုတ်ပေးပြစ်ခဲ့ပါတယ်အစိုးရအဖွဲ့ကိုထရာအိုရေကစိတ်ကြိုက်ပြန်လည်ဖွင့်စည်းခဲ့တာဖြစ်ပြီးဒီနေ့2025ခုနှစ်ဧပြီလမှာတော့ထရာအိုရေကသူတို့အစိုးရကိုဖြုတ်ရှားပြစ်ဖို့ကြံစီထားတဲ့အာဏာသိမ်းမှုတစ်ခုကိုအောင်မြင်စွာတားဆီးနိုင်ခဲ့တယ်လို့ကြေညာချက်ထုတ်ခဲ့ပါတယ် အဲ့ဒီအာရာသိမှုကို Ivory Coast အစိုးရကအားပေးခဲ့တယ်လို့လည်းဆွဆွေးပြီးရှုတ်ချခဲ့ပါသေးတယ်။ဘာပဲပြောပြောလက်ရှိအချိန်မှာတော့ကမ္ဘာအသက်အငယ်ဆုံးအာနာရှင်သမရဟာဘိုဂီနာဖာဆိုနိုင်ငံရဲ့အာနာပါဝါကိုလက်ခုပ်ထဲဆက်ထစ်ထားနိုင်သေးတယ်လို့ပြောရပါမယ်။တစုံတရာထွေထွေတူတူဖြစ်ပလာဘူးဆိုရင် Traore ရည်ပဲထားသလိုပဲ Lavender တွေအတွင်မှာသူရဲ့စစ်အစိုးရကပဲဘိုဂီနာဖာဆိုကိုဆက်လက်အုပ်ချုပ်သွားနိုင်မှာဖြစ်ပါတယ်။ Traore ရဲ့ပြင်ပလူနေမှုအကြောင်းကတော့တိုးတိုးသိသိနေတဲ့လို့ ်တရင်ထိန်ရှုံမှုအားကြည်လွန်သူလည်းဖြစ်တဲ့အတွက်သိမသိရပါဘူးကျွန်တော်ဖမ်းမိတဲ့လောက်ပြောရရင်တော့ထရာအိုရေဟာအစားကောင်းဆောင်တွေလိုမျိုးဇင်ခန်နေအိမ်ကြီးတွေဆယ်အိမ်ကြီးတွေတံပိုးကြီးလက်ဝက်ရတနာတွေကြီးနှစ်တတာမျိုးဝက်ဆန်တာမျိုးတော့စိတ်ဝင်စားဖို့မရပါဘူးအမြင်နဲ့လိုလိုပဲစေဝက်စုံနဲ့ပဲမြင်တွေ့ရလေးရှိသူဖြစ်ပါတယ်ပြီးတော့မှဇနီးသားသမီးနဲ့မိသားစုဝင်တွေအကြောင်းကိုလည်းလူသိရှင်ကြားထုတ်ဖော်ပြောဆိုတာမရှိပဲတည်တဲ့ရှိုးဝက်ထားရှိထားတာကိုတွေ့ရပါတယ်အခြားသောဘိုခီနာပါဆိုခေါင်းဆောင်တွေနဲ့အများကြီးကြွေးပြားရှားတာနေတဲ့နေထိုင်မှုပုံစံဖြစ်ပါတယ် ပြင်သင်းဆန်းကျင်ရင်တဲ့ရှုပ်ရှားအာဏာပိုင်ဆိုမိုရေးကိုပဲအဓိကဦးစားပေးတဲ့သူဖြစ်တဲ့အတွက်ဘိုကီနာဖာဆိုလူငယ်ထုတာမကပဲအခြားအာဖရိကနိုင်ငံတွေကလူငယ်ထုတွေကြားမှာပါထရာအိုရေရဲ့ပုံရိပ်ကကြီးမားပါတယ်ထရာအိုရေကိုဘိုကီနာဖာဆိုရဲ့အရင်တော်လှန်ရေးခေါင်းဆောင်ကြီးတောမက်ဆန်ကာရာနဲ့တောင်မှခိုင်းနိုင်မှုတွေရှိနေတာကိုပဲကြီးပါဒါပေမဲ့လည်းဒီနေ့ထင်မှာတော့ထရာအိုရေရဲ့ဂတိမတိမှုတွေနဲ့မူဝါဒတစ်ဆို့ကြောင့်လူကြိုက်များမှုရောကြလာပါတယ်ဘာပဲပြောပြောအသက်34နှစ်သာရှိသေးတဲ့လူလယ်ပိုင်းတစ်ယောက်အနေနဲ့ နိုင်ငံတနိုင်ငံကိုအပြောင်းအလဲတွေဖြစ်စီပြီးတော့မှအစိုးရအာဏာအားလုံးကိုလက်ထစ်ထိထားနိုင်တာကတော့ထရာအိုရဲ့အကြီးမားဆုံးသောထူးခြားချက်လို့ပဲပြောရမှာပါဘလို့ပဲပြောပြောအသက်အငယ်ဆုံးသမရဖြစ်တော့မှမှတ်တမ်းဝင်ရတဲ့ထရာအိုရဲဟာဆိုရဲကဘာကြီးကိုအင်အားသင်းစေခဲ့သူလို့သတ်မှတ်လို့ရပါတယ်ဒီနေ့ပြီးတော့ကတော့ဒါတော့ပါပဲခင်ဗျနောက်ထပ်တစ်ပုတ်မှပြန်တွေ့ရအောင်ပါအောင်လမဘွဲလမနဲ့တက္ကသိုလ်အမတ်စင်းတို့ကိုကျမတို့ရဲ့ပညာရေးဝန်ဆောင်မှုမှဈေးနှုန်းသက်သာဆုံးနဲ့အမြန်ဆုံးဝန်ဆောင်မှုပေးနေပါပြီ။ ဖုန်းနံပါတ်399 668 912 695နဲ့399 665 6939လေးလေးတူနဲ့ကျမတို့ရဲ့ Facebook Page Messenger ကနေလည်းဆက်သွယ်မှာယူနိုင်ပါတယ်။အကောင်းဆုံးသောဝန်ဆောင်မှုတွေကိုရယူဖို့အခုပဲဆက်သွယ်လိုက်ပါတော့ရှင်။